လုံးဝကြာစမ်းမကြော်စေရအောင်နော်မိုးပေါ်ပဲထောင်ပြီးပြက်လိုက်ဘာဖြစ်လို့လဲဆိုအဲ့လိုထောင်ပြီးပြက်လိုက်ချင်းအယုတ်မကြခင်ကျွန်တော်တို့သူ့ကိုကျိုးဖမ်းမဲ့အချိန်အများကြီးကျွန်တော်တို့မှရှိရခေပါနော်အခုမှ BCD စကိုင်မဲ့ညီကိုလေးကြာစမ်းမကြော်ဘလို့လစ်ကျင့်မလဲဆိုတာလေးနော်ကျွန်တော်တီးတော့လေးပြောပြပေးမယ်ပထမဆုံးကျွန်တော်တို့ကင်ပုံကင်နီးပေါ့နော်ဒီလိုမျိုးပုံစံနဲ့ကင်ရမယ်နော်သူ့ရဲ့ဒီမှာ hand grip ကြည့်လိုက်ဒီမှာအထစ်ကလေးလှုပ်ထားပြီးတာဒါကလက်ပြင့်လိုက်တဲ့ချိန်မှာချော်ထွက်တော့အောင်သူကနော်အထစ်ပုံစံနဲ့လှုပ်ထားပြီးရပါတော့ကျွန်တော်တို့လက်ကိုအဲ့လိုမျိုးပုံစံနဲ့ကင်ရမယ်နော် နေဒါမှကင်နီမန်ပါနော်ဆိုအကြိမ်များစွာပြစ်နေရတဲ့အတွက်ကြောင့်မလို့အခက်မတင်ချော်ထွက်မှာဆိုလို့ဒီပုံစံကင်လို့မရအောင်နော်ဒါကင်ဒါမားတယ်နော်ဒီပုံစံကင်လို့မရပါဘူးတိတ်အစင်မပြေနေဘူးပေါ့နော်အဲကျွန်တော်တို့ကင်ပုံကင်နီရမန်သွားပြီဆိုရင်ဒါပြစ်လို့ရပြီနော်ဒီပုံစံနဲ့ကင်ရမှာနော် BCD ပြည့်တဲ့လူတိုင်းမဖြစ်မနေလိုရမယ့်အပိုင်းတစ်ခုရှိရယ်နော်။ဒီတော့ဒီအယုတ်ကိုကျွန်တော်တို့တတ်ထားတဲ့အယုတ်ကိုချိန်ပေးရမယ်နော်။ ရုပ်ကတစ်ခုနဲ့တစ်ခုမတူနေကြတော့ grand နဲ့ဒါကိုဘယ်လိုချိန်မလဲဆိုတော့လေးကျွန်တော်ပြမယ်ဒီမှာ cloud လေးတစ်ခုပါတယ် tension knot လို့ခေါ်တယ်နော်ဒီကအရုပ်ကိုချိန်ပေးရမယ်ဒါလူတိုင်းချိန်ရမှာနော်ဘာတူမဆိုချိန်ရတယ်ဒါအောင်ဒါမချိန်မနဲ့ပြစ်လို့မရအောင်ကျွန်တော်အရုပ်ထိတ်မှချီးပြီးသွားရင်ဒီ cloud လေးကိုနှိမ့်လိုက်မယ်မောင်းလေးကိုနှိမ့်လိုက်ချင်မကြတော့ဒါမကြတော့ဆိုကျွန်တော်ဒါအောင်ပြန်ချိန်ပေးဖို့လိုတယ်နော်သူဖြည်းဖြည်းလေးပုံမှန်လေးကြလောက်အောင်ကျွန်တော်တို့ချိန်ပေးဖို့လိုတယ်ဒီကောင်လေးကိုအ short တင်လို့ပြရမယ်နော် အယုတ်ကမကြလောက်ဆိုတာတင်းနေလို့ကျွန်တော်တို့ဒီကောင်ကိုရှော့ပေးဖို့လိုတယ်ဒါလေးကိုရှော့လိုက်ပြီးရင်ဒီမှာမောင်းလေးပြန်နေချလိုက်ဝေါကနဲ့ကြပါသေးလားဒါတအမြန်လို့လည်းအဆင်မပြေဘူးနော်သူ့ဒါပုံမှန်လေးကြအောင်ကျွန်တော်တို့ချိန်ပေးဖို့လိုတယ်ဒီမှာတစ်ခေါက်ပြန်ချိန်ပြမယ်အဲဒီမှာတွေ့လာသူကရက်မြန်မြန်ကြခဲ့ပြီအယုတ်ကမကြီးကြာစမ်းကြော်ချင်ပြီနော်ဝေါကနဲ့ကြခဲ့တော့ပေါ့ဒါတအားချောင်တော့လို့ဒါဆိုလည်းအဆင်မပြေဘူးကျွန်တော်တို့ဒီရကို adjust လုပ်ရဖို့လိုရနော်အဲဒီမှာတွေ့လား အချိန်နဲ့ကြတဲ့ကကျိုးတွေကပွားကုန်တော့ဗောအဲ့လိုမဖြစ်အောင်ကျွန်တော်တို့ကဒီရလေးကိုသူပုံမှန်လေးဖြည်းဖြည်းလေးကြာလောင်ခဏခဏချိန်ပေးကြည့်လဲနော်အယုတ်တစ်ခုနဲ့တစ်ခု weight တွေမတူကြအောင်အဲဒီမှာပုံမှန်လေးကြာလာပြီဆိုတာရပြီဒီမှာနော်ချက်ကြည့်လိုက်ပါဦးဖြည်းဖြည်းလေးကြာလောင်လို့အေးโอเคဒါဆိုရပြီနော်အယုတ်ချိန်ပြီးတော့ကျွန်တော်တို့ break ပြန်ချိန်ပေးဖို့လုပ်မယ်နော်ကျွန်တော်တို့က beginner ဆိုတော့နံပါတ်အကြီးဆုံးမှာထားပြီးမှပြည့်လိုက်နော်နံပါတ်30ဆို30မှာထား ကျွန်တော်အဝေးတော့မရောက်ဘူးနော်အဝေးမရောက်နဲ့စိုးရင်ဆရာမလို့နောက်ဆိုဝေးသွားလိမ့်မယ်တစ်ဆင်မှာပြစ်လို့ကြာစမ်းမကြိုးဆိုကိုကိုကနေရှစ်ရှစ်ခွန်ခွန်မှာပြစ်တဲ့5 6နှစ်တဲ့အဲ့လိုမျိုးရှော့ပြီးမှပြစ်နော်နောက်ဆိုဝေးပြီအဲလေ့ကျင့်ရမှာပါနော်ဒါကတော့များများလေ့ကျင့်တော့ဝေးဝေးရောက်လာလိမ့်မယ်အားလုံးချိန်ပြီးတော့ကျွန်တော်ဒါပြစ်လို့ရရင်နော်ပြစ်တဲ့ချင်းကျွန်တော်တို့အဝေးရောက်တာဦးစားမပေးနဲ့နော်အဝေးရောက်ဆရာမလို့နောက်ပိုင်းဖြစ်ဖြစ်ချင်းနဲ့မဝေးနဲ့ဆိုရင်လည်းသူဝေးသွားလိမ့်မယ်ဖားတိရသူကဘောတွေအများကြီးပါလို့တအားမြန်တော့ဆို ါကြောင့်မလို့နော်အဲ့ဒါကိုခေါင်းထဲမှာထုတ်ထားလိုက်နောက်ဆိုဝေးသွားလိမ့်မယ်ကြာစံမကျော်နံပါတ်1အရင်လိုပါမှာကြာစံကျော်ကျွန်တော်ကြာစံကျော်ရှင်းနေတာနဲ့ရောအချိန်ရောက်အဲကိုပြစ်တာကြာစံမကျော်ဘူးလို့ထင်လာပြီဆိုတော့ break ကိုအသားလေးတစ်ချက်ချင်းပြန်လျှော့လိုက်နော်ဒါဆိုရှေ့ကိုပို့ရောက်လိမ့်မယ်ကျွန်တော်တို့ပြစ်တဲ့ချင်းမိုးပေါ်ထောင်ပြစ်မယ်နော်မိုးပေါ်ဘာလို့ထောင်ပြစ်ခိုင်းလဲဆိုရင်ကြာစံမကျော်အောင်လို့ပါနော်မိုးပေါ်ထောင်ပြီးပြစ်လိုက်တဲ့ချင်းအယုတ်ကမိုးပေါ်တက်သွားတယ်ပြန်ကြလာတဲ့ချင်းကျွန်တော်တို့ဒီလေနေတဲ့စပူးရဲ့ကျိုးကိုကျွန်တော်တို့ဖမ်းဖို့အတွက်အချိန်အများကြီးကျွန်တော်တို့မှလောက်တယ်အေးဒီလိုလေးဖမ်းလိုက်မယ် ဒါပြတ်တက်ပြီဆိုကျွန်တော်ရှေ့ကိုတက်တက်ပြစ်လို့ရအောင်နော်မိုးပေါ်ထောင်လို့ကြာစံမကြော်တော့ဘူးဆိုရှေ့ကိုတက်တက်ပြစ်တော့ပြီးရင်နောက်တစ်ချက်ကကျွန်တော်တို့ဝေးဝေးရောက်ချင်တယ်ဆိုအယုတ်လေးကိုပို့ပြီးမှရှေ့ရှေ့လေးထုတ်ပြီးမှပြစ်ဖို့လိုမယ်ပုံမှန်တပေလောက်ပဲချရဆိုနှစ်ပေလောက်ချပြီးပြစ်စီလဲရှေ့ကိုပေ20 30လောက်ပို့ရောက်တယ်နော်လွဲအားပို့ကောင်းတော့ပေါ့ရမ်းတဲ့အားလေးโอเคနော်ညီကိုတွေအားလုံးကျေးဇူးတင်တယ်ကျွန်တော်တိတက်လောက်လေးမြောက်ဝေးတာပေါ့နော်ဆရာကြီးတွေတော့ကြော်သွားပြီးပါ